။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။၂၀25 March 22ရက်နေ့ကနေ31ရက်နေ့အတော်တွင်မှာအပြောင်းလဲတဲ့ဒုတက်မှုတွေရှိတယ်။ရှင်မန်းချက်သစ်တွေကောင်းထဲဖို့အောင်မြင်မှုကို ရရှိနိုင်တယ်။ကိုပိုင်စွန်းစားတဲ့ဘဝတလန်းကို ဖန်တီးနိုင်တဲ့နေထားရှိတယ်။ယမနာလိုသူတွေနဲ့ ထိတိုက်တွေ့မယ်ဆက်ပစ္စည်းလျှက်စပစ္စည်းတွေအပြောင်းရှပစ္စည်းများမယ်ဂျာဝင်တောင်ယူခြင်းအမှခန့်ခြင်းရှောင်ရမယ်ရန်တိုက်ကန်တဲ့ရှင်ပြီးလုပ်ခဲ့မှုတွေမှာပေါ်ပေါက်လာတဲ့ခက်ခဲတွေကိုရင်ဆိုင်ဖြစ်ရှင်းပြီးမှအလိုရာပြည့်စုံမယ်20နှစ်နေ့90စနေနေကောင်းရမြတ်ဖြစ်တဲ့အဲ့ဒီမှာလူရဲကံရည်တွေမှာတော့နှောင့်နှေးမယ်စိတ်ရှိသီးခံပြီးလုပ်ရင်ဆင်းပြေမယ်မြင့်မြတ်တဲ့ဒိဋ္ဌံဝိဉ္ဇဉ်ကိစ္စတွေဆောင်ရွက်နိုင်တယ် 23ရက်နေ့အလုံးစုံကောင်းတယ်အကဲခဲတွေကြားတွေထိုးပေါက်ပြီးတိုးတက်သွားမယ်24ရက်နေ့ရပိန်ခွေနေလက်ဝဲပြဲရမယ်ရအစီပြေမယ်25ရက်နေ့မှာငွေကြေးကလုပ်ငန်းကစီးပွားကအထူးတိုးတက်တယ်26ရက်နေ့မှာရီမန်းသားဒီတို့ရဲ့အနှစ်သာရကို ရရှိမယ်မိကောင်းဆွေကောင်းထောက်ကူတွေနဲ့ဘဝတိုးတက်မှုကိုရရှိမယ်နေ့တစ်ခုဖြစ်တယ်29ရက်နေ့ အရာရာအောင်မြင်မှုနဲ့တိုးတက်ဖို့ရဲ့နှက်သာရာကိုရတယ်အခက်အခဲကိုဖြေရှင်းနိုင်တယ်28ရဲ့နေ့မှာလူယုံဒုက္ခပေးမယ်လူလိန်ဒုက္ခအညေကျဆက်ရတဲ့တဲ့အတိုက်ခံများမယ်29ရဲ့နေ့အဲ့ဒီနေ့မှာနေချက်တဲ့နေ့ဖြစ်တယ်အသွာလာနေတဲ့ကျူးဆိုင်ပါယံပတိဘက်ကကိုရှောင်ပါအခက်အခဲတွေလိုက်လာကူညီပေးလိုက်ပါ30ရဲ့နေ့ကတော့ထူးခြားတဲ့ကံပေါ်ပြီးတော့အစဉ်ပြေလာတယ် အခက်အခဲကြော်လာနိုင်မယ်ငွေကြေးကံကောင်းခြင်းတွေကိုကြုံမယ်အဲ့ဒီနေကကောင်းစေကောင်းဆုံးနေကောင်းရက်မြတ်တစ်ခုဖြစ်တယ်အဲ့ဒီနေမှာကောင်းစေကောင်းဆုံးပြုခြင်းဖြင့်ဘေးရကင်းကြံ့နေကင်းနေရှိတယ်အသွာလာနေထိုင်ကျူးဆက်ရမယ်မြောက်ရောက်တည်သွားစေနေဖြစ်တတ်တယ်အချိန်ကာလအဖြစ်မနေ့စေနေခွဲနဲ့ဆက်နိုင်ကြသွာလာကျူးဆက်မယ်ကြံချိန်ကုန်ကောင်းပါလေ 30တရနေ့မှာကောင်းခြင်းနှမိတ်နဲ့ကြိုးပင်းခြင်းကံတွေကို ရရှိကြိုးပင်းတဲ့နှမိတ်ကိုတွေ့ရပါတယ်။ဒီကာလအတော်တွင်မှာကြာသပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကြိုးပေးတယ်။အင်္ဂါဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောက်နေအောင်ချက်သွေးရောက်တို့ကိုသုံးမှာနဘသုံးခုကိုကနန်းတွေကိုအကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်။ ကောင်းခြင်းကံကြမ္မာနဲ့အလုံးစုံကောင်းခြင်းနမိတ်တွေကို ရရှိစေရန်အတွက်30ရည်နေ့မှာကောင်းစေကောင်းလျှော်ပြုပါ March 30နေ့မှာကောင်းစေကောင်းလျှော်ပြုရင်ထူးခြားစွာကံကောင်းတတ်တယ်အလိုဆန္ဒရှိတာအောင်မြင်နိုင်တယ်ဖုံးကံမြင်မနိုင်တယ်တောင်းလက်တွေ့သုံးချဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် မတ်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာအပြောင်းလဲတွေရှိတယ်ခီးကံကောင်းမယ်လူမျိုးရဲ့ကြိုးပင်းမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပင်းပြီးတော့ငွေကြေးကလမ်းကြောင်းနဲ့ဘဝလမ်းကြောင်းနဲ့ပေါ်ထွန်းနဲ့ချက်ချင်းဆုံးပြတ်ပြီးရှေ့တိုလိုကန်ချင်းတို့ရဲ့ကောင်းသောကြိုးစဲနဲ့တိုးတက်မှုကိုကြုံမယ်ငွေကြေးလှလှပန်းနဲ့စီးပွားရေးရကံအဖျားပြကောင်းစွာတိုးတက်ခြင်းတွေရှိမယ်၂၀နှစ်နေ့မှာ ရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်20နှစ်နေရ6စနေနေဒုနေမြတ်အဲ့တော့မြန်မာလ9ရက်နေ့နဲ့စနေနဲ့တိုက်ဆက်နေနေဖြစ်တော့ထူးခြားတဲ့စွမ်းရှိနေတယ်23ရက်နေ့မှာရေအချင်းတွေပေါ်လွင်ပြီးတော့လုံးသမျှတိုးတက်ခြင်းရဲ့အနှစ်သာရတော့ကြုံမယ်24ရက်နေ့မှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်ပြိုင်မှုအောင်မြင်မယ်25ရက်နေ့မှာ ပေါ်ပေါက်လာတဲ့ကြံ့ကြံ့တွေလက်တွေ့သုံးချနိုင်တယ် ဒီနေ့ဒီရက်တွင်းမှာစိတ်ထဲမှာပေါ်လာတဲ့လက်တွေစွမ်းသပ်ပါရှေ့တိုးလို့ပါအောင်မြင်မယ်အရဝေးရကောင်းသတင်းချုပ်မယ်26ရက်နေ့မှာသီးသန့်လှူရှားပြီးလုပ်တဲ့လို့တရားထူးထူးခြားခြားအောင်မြင်ပြီးတော့အထွတ်ထိပ်ကိုရောက်မယ်29ရက်နေ့ကရန်အားလုံးကိုကြော်လွှားနိုင်တဲ့ခက်ခဲဖြစ်ရှင်းရကောင်းတဲ့ရက်ဖြစ်တယ်28ရက်ခေါင်းမှချင်းဒစုထိုးလို့ခြင်းကြောင့်ခွေးရင်းတစ်ခုလက်တလုံးကြားဆုံးရှုံးမယ်အတိုက်ခံကြထိုးပေါက်ပြီးတိုးတက်နိုင်တဲ့နေသားရှိတယ် 28ရက်နေ့မှာစိတ်ပင်ပန်းသူပင်ပန်းဖြစ်ပြီးမှရာရာဆင်းပြေမယ်အတိုက်ခံကြမှာတိုးတက်မယ်29ရက်နေ့အဲ့နေ့ဟာနေကြတဲ့နေ့ဖြစ်တယ်ဘာလို့လို့သတိထားရမယ်ဒီအဲ့နေ့မှာမင်္ဂလာယူပြီးလို့တာရှောင်းရမယ်စတဲ့ခြင်းမှန်သမျှရှောင်းရမယ်လုံးလက်ဆရှည်တို့လို့တာတွေတော့ဆောင်းရနိုင်တဲ့နေထားရှိတယ်30ရက်နေ့မှာမတော်တဆတိကိုင်းမှန်တွေကယူဆရမယ် မြောက်ရကုန်ဒီသားဇာနေရှိတဲ့တဲ့မနဲ့ကိုနိုင်နေစင်နိုင်ခွဲကြသွားလာကျူဆမ်းမယ်ကြမ်းချိန်ကလုံးကောင်းတယ်ငွေချေးကန်လုပ်ငန်းကန်နေနဲ့တလန်းနေတနေ့တာဆက်လက်ဆင်ပြေတဲ့ဖြင့်30နှစ်ကခေါင်းစေးခေါင်းချော်ပြည့်ရအင်ပဒံကောင်းတဲ့ရက်ဖြစ်တယ်30တည်းနေ့မှာရှင်ပြိုင်မှုမမြအောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးနိုင်တယ်တပတ်တာကာလအတွင်းခြားသာပရိပနေဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ် တနည်းကလေးတနည်းလာမွေးစုတွေဒုက္ခပေးမယ်။ဇန်နေမွေးစုတွေကတော့ပုံမှန်လေလတ်အချိုးပေးပါလေ။အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအပြာရောင်မီးခိုးရောင်နုနစ်ရောင်တို့ကိုသုံးပါ။နှစ်ခုကိုကနန်းတွေကိုချိုးပေးတဲ့ကနန်းတွေဖြစ် သုံးဆွဲနိုင်ပါလေ။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရစေရန်လို့ငါနေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာ စံလူဒါနပြုခြင်းဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ဘုထုနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာ ကောင်းသောကံ တိုးတက်တဲ့အနေအထားတွေရှိတယ်ဖြစ်ခြင်းနဲ့ဆန္ဒလူခြင်းနဲ့ကိစ္စတွေလက်တွေ့လို့လို့ရစူပေါင်းလုပ်ငန်းကြိုးပမ်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ် ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလောကန်ရင်တို့ရဲ့ကောင်းသောနှစ်သာရကိုရမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းပြပြပါလိမ့်မယ်။မတ်လ20ရက်နေ့ အဲ့ဒီကမြန်မာလ9ရက်နေ့နဲ့စနေနေ့တိုက်တဲ့9စနေနေ့ရက်တကူးကြီးတယ်စွမ်းအားကြီးတယ်အဲ့ဒီမှာကိုစာနာရှိတာတွေဒိဋ္ဌန်တွေလုံးလို့အင်မတန်ကောင်းတဲ့နေ့ဖြစ်တယ်23ရက်နေ့ကပြဿနာဟောင်းတွေပြန်ဖြေရှင်းနိုင်တယ်အပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရနိုင်တယ်စူပေါင်းလုပ်ငန်းတွေကျိုးပေးနိုင်တယ်ငွေကြေးအပေးယူတော်သတိထား25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတိုးတက်မယ် အရံဝင်းတဲ့ဆက်သွယ်တို့ကောင်းတယ်26ရက်နေ့မှာပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လဲဆက်ဆက်နိုင်တယ်မြေတရေးကံကောင်းမယ်28ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်အခက်အခဲဖြေရှင်းနိုင်တယ်28ရက်နေ့ကစိတ်သောကရောက်နေသူတွေကိုလိုက်လံကူညီရတဲ့ငွေကြေးသူတွေကိုလိုက်လံကူညီရတဲ့ကိစ္စတွေကြုံနိုင်တယ်အဲ29ရက်နေ့မှာနေချက်တယ်သိတိထားမယ်အဲ့ဒီနေ့မှာပြဿနာမဖြစ်အောင်နေရမယ်ဖြစ်ရင်အင်မတန် ဖြည့်ရှင်းရခဲ့တတ်တယ်။တပားသူချက်တဲရှိနေတာလိုက်ကူညီလိုက်ပါ30ရင်းနေရတော့ကောင်းစီကောင်းချုပ်ပြုလို့ရပတဲ့ချက်တည်ရှိခြင်းတိုးတက်ခြင်းနဲ့ကံကောင်းခြင်းရှိနိုင်တယ်။အဲ့ဒီနေ့မှာပဲမြောင်ရက်ကုန်တည်သွားစရာနေဖြစ်တတ်တာသတိထားမယ်။မနေ့7နိုင်ခွင်းနဲ့7နိုင်ကြသွားလာကြည့်ဆက်ရမယ်။30တရနေ့ရတော့အလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။ခက်ခဲတဲ့ကိစ္စတွေကိုပြေလည်အောင် ဖြစ်ရှိနိုင်ခြင်းကိုချုပ်တွေ့ရမှဖြစ်ပါတယ်။တောက်ကြနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့တနင်္လာနေ့မွေးသူများနဲ့ပူးပေါင်းပြီးလုပ်တဲ့ကိစ္စတွေက အတိုက်ခံလေးတွေရှိတတ်တယ်။သုံးခုကိုကနန်းနေအကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ကောင်းသောကံချမ်းမာနဲ့တိုးတက်ခြင်းများရစေရန် နေနီးပါမှရှိတဲ့ဖုံးတော်ကြီးเจ้าမှာရေလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်